ကျရှုနာစနေကြတဲ့မိမပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါမြမဆန္ဒရာဒီပွဲတော်ထဲမှာစတေအာနက်ခတ်တီစုံလင်လို့မိရှုတဆောင်နေထွန်းနေလာကိုပြောပါဆိုရင်တော့တဆောင်မွန်လာရာဒီကိုဆွေးအောင်မှာဖြစ်ပါတယ်ခင်ဗျာ ဒီလိုချင်းပါဆိုတော့မြန်မာနိုင်ငံအနေအပြားမှာချစ်စရာရွာလေးနဲ့အတူရွာပွဲတွေကိုကျင်းပပြုလို့ရှိပါတယ်။ဒီကနေ့ချိုးဖွဲ့သားရောက်ရှိနေရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဆိုတော့ဒါရှမ်းပြည်နယ်ဒီမှာမီတင်းနေတိုင်းကြားရတဲ့တိုင်းသားပေါင်းစုံကစုပေါင်းပြီးကျင်းပပြုလို့တဲ့ဒါမီထွန်းပွဲတော်ကြီးလည်းရှိပါတယ်ခင်ဗျ။အားကြောင့်မို့တောင်ကြီးမြို့ရဲ့အလှပနဲ့အတူတောင်ကြီးမြို့မှာကျင်းပပြုလို့တဲ့မီထွန်းပွဲတော်ရဲ့မြို့ခေပုံတွေကိုဆက်လိုက်ရိုက်ကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်။တဆောင်ဝဟူရဲ့ဝဟာရာကတဆောင်ဒီမီရှူမီတိုင်စီမီတိုင်ဟူကြီးအတိပဲရပါတယ်။ မုံဆိုရင်တော့မုံမဆင်းသက်လာခြင်းဖြစ်ပါတယ်။စီမီတိုင်များဖြင့်တောက်ပါတော့လခြေမုံအပ်တော့လဟွေဆိုလိုတာဖြစ်ပါတယ်။ယနေ့တစားမုံလာပြင်းတွေကိုတမညာဖလာအခါတော်နဲ့နခပွဲတပင်းနဲ့တစောင်းတိုင်းအခါတော်နဲ့ကထိန်ပွဲတော်နဲ့မတိုးတင်ငံပွဲတော်နဲ့ပန်တကုခါတော်နဲ့တခိုးနခနဲ့စီပေါင်းခါရနဲ့ခုစုပြီးတော့ခေါ်ဆိုကြပါသေးတယ်။မြမရွာဆနလရာတီပေါ်တော်များနဲ့တစားမောင်းလာရာတီကတမှုထူချပါရယ် ထိုးလာမှာပဲတစောင်းတိုင်းမိထုံပွဲတော်ကထင်းသင်္ကန်းအလှပွဲတော်ဘသူသင်္ကန်းရက်လက်ပူဇော်ပွဲတော်မဲဆလေးဖုသွဝင်ကားတဲ့ပွဲတော်ကြီးမနိုးပွဲတော်တမညဖလှခါရနေပွဲတော်တွေကိုကျင်းပလေးရှိကြပါတယ်။ရှမ်းတောင်တန်းတွေပေါ်မှာစီမီးတစောင်းမှုန်နေအောင်ခြေသထားတဲ့ညကဒီညဖြစ်ပါတယ်။ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့ကမြို့ပေါ်22ရပ်ကနေဖွဲ့စည်းထားပြီးတော့ရှမ်းပို့ဥပမာ ဒနုတောင်ယုံအင်သာလာဟုလီစုစတဲ့ရှမ်းပြည်နယ်ဘွာတိုင်းသားများစု ပေါင်းစု နေထိုင်တဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာဆိုရင်တိုင်းသားပေါင်းစုစုပေါင်းပါဝင်တဲ့မိပတိတာလှက်လေပွဲကိုမြင်တွေ့ရမှာပါ။ကျွန်တော်ကဖြောက်ယူရက်ွက်အုပ်ချုပ်မှုဦးကျော်စုပါ။ရက်ွက်ရဲ့တုံးရက်ွက်ကိုစားပြုပြီးကျွန်တော်တို့တာဆောင်ပေးတာပါ။လူအင်ကကျွန်တော်900တုံးထားတယ်ဗျ။အဲ့ကျွန်တော်ပြင်စင်တဲ့အချိန်ကာလကတော့တလားကျော်ကြာတယ်ကျွန်တော်တို့ကဒီအခုကရှိတာတော့ကျွန်တော်တို့ဒီနေပေါ်တော့မြန်မာနိုင်ငံတော့အလား ကျွန်တော်နိုင်ငံဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာဆိုလို့ရှိရင်ကျွန်တော်တို့အဲဗုဒ္ဓဘာသာရဲ့အနည်းအလံပုံစံကိုကျွန်တော်ပြလိုက်တယ်ပြရင်မှဒီရဲ့အလယ်မှာရှိတဲ့အဝိုင်းလေးကကျွန်တော်တို့ဒီလက်ပညာပုံစံကိုတင်ကန်တာနဲ့ပြလိုက်တာလက်ပညာမှာကျွန်တော်တို့ဒီအားလုံးရဲ့ဗုဒ္ဓဘာသာကိုစားပြုကျွန်တော်တို့ကအကုန်လုံးဒါအရင်ဟိုပူဇော်မိပူဇော်တဲ့တဘောမျိုးပါပဲကျွန်တော်တို့ရိုးရကျွန်တော်တို့ဘာသာရဆိုကျွန်တော်တို့ကဒါတကယ်သူတို့အတွက်လည်းလုပ်ပြီးလုပ်ပြီးတဲ့အတွက်လည်းကျွန်တော်အများကြီးကျေနပ်မိပါတယ် ူရက်ကွက်ကိုရက်ကွက်မိဘုံများကိုအလားစင်ပုံဖော်ကတောင်ကြီးမြို့ရဲ့မင်းလန်တျောက်ဒေသခံတဲ့ပြည်ရင်းပြပခီးသွဲဧည့်သည်များကြိရှိထောပနာ ပြုနိုင်စေဖို့အတွက်စီတံလှည့်လည်ကြမှာဖြစ်ပါတယ်။ရိုးရော်အိုးစီပုံပေါင်းတွေတီးခတ်ကြပါတယ်။သူ့ယူရကိုယူရအစလာနဲ့တိုင်းရင်းသားများကကခုံကြတာကိုမြင်တွေ့ရမှာပါ။ရှမ်းတို့ယူရကိနီကိညာတူညာအခါလာများကိုလည်းမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ကိနီကိညာနဲ့တူညာတတဝါတို့ကဗုဒ္ဓမြတ်စွာဘုရားရှင် တောင်ရင်နာနှက်ပြီကနေလူပြည်တို့ဆင်းသက်လာစမှာလူနဲ့ပြမအပေါင်းတို့ကဖူးမြော်ကြီးညိုကြစမှာကေနီကေနီယာငှက်မောင်းနဲ့တူနီယာတို့ကလည်းမြတ်စွာဘုရားကိုကြိုဆိုပူဇော်တဲ့နေရာမှာပါဝင်ခဲ့တယ်လို့မော်ရှန်အများစုကယုံကြည်ကြပါတယ်ဒါကြောင့်ရှမ်းတို့ယူရကိနီကိနီအကနဲ့တူနီယာအကတို့ကမင်္ဂလာယူပြီးကတဲ့အကလို့ဆိုကြပါဗျ။ကျမကနန်ကမ်ညိုတွေ့ပါရှင့်။ အာကျမတို့ကကြောင်းကျစုရက်ကွက်ခဲ့ပါရှင်နှစ်စဉ်နှစ်တိုင်းတလူမျိုးပဲဟိုစာရှမ်းမစုံလေးနဲ့ရှမ်းရိုးရာနဲ့ကိန်းကြီးကိန်းရာနဲ့တူနေရနဲ့အဓိကထားပြီးတော့မှဖျားမိပူဇော်ဖို့အတွက်ပေါ့ဟုတ်ကဲ့ပါရှင်ကျမတို့လူရင်အား350လောက်ရှိတယ်တလူမျိုးဟိုအကလေးတွေနည်းနည်းတိုက်တယ်လူစုတယ်ဝတ်စုံလေးတွေပြင်ဆင်တာကိန်းကြီးကိန်းရာနဲ့တူနေရတော့တိုးစီဘွားစီတဲ့သဘောမျိုးပေါ့နော်ကိန်းကြီးကိန်းရာကြတော့ဟိုရှမ်းမှာဆိုလို့ရှိရင်ဒီကိန်းကြီးကိန်းရာမပိုင်မပြူးပွဲဦးထွက်ပေါ့အဲ့လိုမျိုးလေး ဒီနေ့မိပဒေတာလှည့်လည်ပွဲကိုပြိုင်ပွဲအဖြစ်ကျင်းပတာဖြစ်ပါတယ်။ဒါကြောင့်သူ့ဖွဲ့ကိုဖွဲ့အလှဆောင်ပြည်စင်ခြေတာကမိဘုံများကိုလည်းတအုပ်နဲ့တအုပ်မတူညီအောင်မျက်စိပဒေသကြလာအောင်ပြည်စင်ထားကြတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ချက်စရာတိုင်းသားတွေရဲ့ရိုးရဝတ်စုံတွေရိုးရအကလာတွေကိုလည်းပြည်ရင်းပြည်ပကြီးသွားတဲ့အဲ့ဒီများတနည်းအားဖြင့်မှမြင်တွေ့ခွင့်ရတာဖြစ်ပါတယ်။ တောင်ကြီးမြို့ရဲ့မေးလန်းတစ်လျှောက်စီတံလှည့်လျာမှာတော့လမ်းမေးဝဲရတစ်ဖက်တစ်ချက်မှာလာရောက်ကြည့်ရှုသူများနဲ့အထူးစီကပြည်နယ်လက်ရှိပါတယ်။ဒီမေးပြေသာလှည့်လည်ပွဲကြီးကတောင်ကြီးမြို့ရဲ့ကျက်တီဆောင်ဆလာမွနီလောကချမ်းသာစီတော်မြတ်ကြီးစီတို့တွားရောက်ကမေးပူဇော်ကြမှာဖြစ်ပါတယ်။ ကြည့်ရှင်နေကြရင်မှပြည်သူများခင်ဗျာအခုစဉ်တော့ဒါတောင်ကြီးမြို့မှာတစားမုံလာပြည့်နေ့မှာကျမပြုတ်တယ်မိမိတေသာလှည့်လည်ပူဇော်ပွဲကတော့အခုစဉ်တော့ဆလာမူနီလောကချမ်းသာစေတော်မြတ်ကြီးကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာအခုစဉ်ကျွန်တော်နောက်မှာမြင်တွေ့ရတဲ့အတိုင်းပဲတိုင်းသားပေါင်းစုံကတေသာလာတဲ့မိဘုံလေးရင်းနဲ့ဒါဆလာမူနီချမ်းသာလောကစေတော်မြတ်ကြီးကိုပူဇော်သွားမှာဖြစ်ပါတယ်တကယ်ကိုလာပါတဲ့ညမြင်ခွင့်ပါပဲခင်ဗျာနေလာပြည့်နေ့မှာဆိုတော့ဒါစေပေါင်းခရတဲ့ညလည်းဖြစ်ပါတယ်ကျေတရားနှက်ခတ်တွေဆိုတဲ့ညမှာအခုလိုမိစောနောက်ဆုံးမိဘုံလေးကြီးကနေရာယူထားတာကတကယ်ကိုလှပပါပါတယ်ဒါကြောင့်မို့ဒီကနေ့ညရဲ့မြင်ခွင့်ပုံတွေကိုဆလာရိုက်ကိုတက်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာ ဇူလာမူနီလောကချမ်းသာစေတော်မြတ်ကြီးကအရက်လေးမျက်နှာမှာပွင့်ပြီးလေးပြီးတော့ကကုဒန်ကောနာကုံကတဖကောရမရက်တော်မူပြုတ်ပေါ်တော်လေးစုနဲ့အတွင်ပက်လန်စင်ကျပါဝင်တဲ့စေကြီးတစုဖြစ်ပါတယ်။အခါကြီးရက်ကြီးတွေမှာကျမ်းမာပြုတ်လို့တဲ့ဘာသာရေးပွဲတော်တွေကိုဒီဇူလာမူနီဖျားရှင်ပြင်ပေါ်မှာကျမ်းမာပြုတ်လို့လေးရှိပါတယ်ခင်ဗျ။ဒီနေ့မှာဆိုရင်တော့ရက်ကွာလိုက်စီမီပရိသတ်များကိုဇီရောမြတ်ကြီးရဲ့လက်ရာရစ်ကိုတပတ်ပတ်ကလှည့်လည်ပူဆော်သွားတာဖြစ်ပါတယ်။ ဒီပွဲတော်ဟာဘာသာရေးပွဲတော်တစ်ခုကိုအခြေခံပြီးကျင်းပပြုတာဖြစ်ပေမဲ့တိုင်းသားပေါင်းစုံချစ်ခင်ရင်းနှီးမှုကိုတိုးပွားစေတဲ့ပွဲတော်တစ်ခုလည်းဆိုရမှာဖြစ်ပါတယ်။ရောမလန်ရပါကောကျွန်တော်နာမည်ကုကြုံထေးပါ။အခုကတော့ဒီတောင်ကြီးမှာပေါ့ကျွန်တော်တို့ကပြောစရာလည်းအရင်ကောင်းနေတော့နှစ်တိုင်းလည်းလာပါတယ်။တောင်ကြီးကိုရောက်တာဒီနေ့ရောဆိုနှစ်ရက်ရှိပြီပေါ့။ပင်တရားလည်းရောက်တယ်ကျွန်တော်ကုန်းလုံးဆရာတော့စီလည်းရောက်ပါတယ်။ နောက်ကျတော့ထန်ဆန်းကူပေါ့အဲ့ကူလည်းရောက်တယ်။အဲအဲ့ဒါပြီးတော့ကျွန်တော်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်အင်းလေးကိုပြန်ပါပေါ့။အရန်လေးပျော်တာပေါ့နော်။ကိုဗုဒ္ဓဘာသာပွဲတော်ဆိုတော့အရန်ကိုပီတိဖြစ်တယ်။ဟိုနေတိုင်းမှာဒီလိုဖြစ်စေချင်တာပေါ့တိုင်သားတွေစုပေါင်းတဲ့အတွက်ကြောင့်ပို့ပြီးတော့ဘောနောချစ်ချစ်ခင်ခင်လည်းရှိတယ်ပို့ပြီးတော့လည်းစီလုံးနေလို့ခံစားရတယ်ဟိုကျွန်တော်တို့အခုဆိုလို့ရှင်လဲဟိုပါပေါ့ တိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာဆိုတော့ဒီလိုမျိုးစီစီလုံးလင်းနဲ့ရှိတဲ့နေရာလေးတွေကိုအမြဲတမ်းနေရာသီးမှာဖြစ်စီကျင်တာပေါ့အဲ့လိုခံစားချက်လေးတွေတော့ရှိပါတယ်ဒီမှာမြင်လဲရတဲ့အတွက်ကြောင့်ပို့ပြီးတော့ဟိုပူပြော်လာပေါ့နေရာတိုင်းမှာအဲ့လိုဖြစ်စီကျင်တာပါဆလာမုန်ိဖျားရင်မြေပေါ်မှာတော့ရှမ်းတို့ယူရာကိနီကိညာတူနီယာကကိုဖျားဖို့ဧည့်သည်များကြီးစုခန်းစားနိုင်မှုတွေဖြောဖြင်းနေရကိုအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေ့ညဟာကောင်းကင်ထက်မှာကျေတရာနတ်ခတ်တွေစုံလင်းပြီးတော့စေပေါင်းခရတဲ့ညလို့ဆိုတဲ့တစားမုံလာပြီးနေမှာတောင်ကြီးမြို့မှာကျမပြုတ်တယ်မိမိတို့ကလည်းလည်းပူဇော်ပွဲကတော့အောင်မြင်စွာကျမပြုတ်နိုင်ခဲ့ပါတယ်ခင်ဗျာ။ ကျေရှင်နားစနေကြရမြမပြည်သူများခင်ဗျဒီနှစ်2015ခုနှစ်မြန်မာဒဂရိ1389ခုနှစ်ရဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်ကြီးမှာမိမိသားလေးလေးပူဇော်ပွဲခန္ဓာမြင့်ကွင်းပွဲတို့ရိုက်ကူတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျအခုစီရင်တော့ဂျော်ရီတာဆူလာမူနီဖရားရင်းမြေပေါ်မှာရှန်တွန်းယူရာကီနီကီနီယာနဲ့တူနီယာကတွေကိုဖျော်ဖြေနေတာဖြစ်ပါတယ်မော်ရှန်ဌာနေမှာတော့ဒါကီနီကီနီယာတူနီယာတွေဟာမင်္ဂလာယူပြီးကတဲ့အကဖြစ်ပါတယ်ခင်ဗျဒီနေ့မြင့်ကွင်းရင်းတို့ကတော့မြန်မာပြည်သူများမြင်တွေ့ရတဲ့အတိုင်းပါပဲရှမ်းပြည်နယ်ဒေမာမီဒီနေထိုင်ကြတဲ့တိုင်းသားပေါင်းစုံကချစ်ကရင်းနှီးစွာနဲ့ဒီမိမိသားလေးလေးပူဇော်ပွဲကိုစစ်မှတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျအခုလိုမျိုးပဲ ယ်တိုင်းသားပေါင်းစုံချစ်ကရင်းနှီးစွာနဲ့ပဲကျတို့ရှမ်းပြည်နယ်ကြီးမှာထောင်စင်ငင်းချမ်းပါစေကြောင်းဆုတောင်းနေတဲ့ဒီနေ့စဉ်ကိုရိုက်ကူတက်ဆက်ပြလဲပါရယ်ချစ်ရှိအားပေးနေကြတဲ့မြတ်ပြည်သူညီကိုမတော်မများလဲကိုစင်လုံးကြမှာရှလာနာကြပါစေခင်ဗျာဒီစဉ်ကို Skynet တောင်ကြီးပြည်ကရိုက်ကူတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့မှာလည်းအစီအစဉ်အကောင်းများစွာနဲ့တက်လာခဲ့ပါဦးမယ်ခင်ဗျာအခုတော့ဒီစဉ်ကပဲနောက်ဆက်လိုက်ပါရယ်ခင်ဗျာကျေးဇူးတူတက်ရှိပါရယ်